ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒါ CYKO ဆိုတဲ့အကောင့်ပိုင်ရှင်ကနေပြီးတော့ကျွန်တော် comment လေးမှာမှတ်ထားတွေ့ဆယ်သိန်းဝင်းကျင်မှာတဲ့အကောင့်ဆုံးဖုန်းလေးကဘာဖုန်းလေးလေတဲ့ Okay ဆိုတော့ကျွန်တော်အခုဒါကြည်ရသလောက်ဆိုလို့ရှိရင်တော့ဒါလက်ရှိဆယ်သိန်းဝင်းကျင်ဆိုတဲ့ပေါက်ဈေးမှာအကောင့်ဆုံးဖြစ်နေတဲ့ကျွန်တော်တို့ဒါဖုန်းသုံးလုံးဖုန်းသုံးလုံးကျွန်တော်ကဘယ်လိုမျိုးရွေးချယ်ပေးထားလဲဆိုတော့ပထမအဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒါ gaming ဘိုင်းမှာလုံးဝတော်တော်လေးကိုကောင်းမယ်ဖုန်းတစ်မျိုးနဲ့ ပြီးွားရင်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါကင်မရာပိုင်းမှာကောင်းမဲ့ဖုန်းတစ်မျိုးအဲပြီးွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါနောက်တစ်ခုအနေနဲ့ကတော့ overall ပေါ့ဒါဂိမ်းဆော့လို့လည်းကောင်းမဲ့ကင်မရာပိုင်းလည်းအဆင်ပြေမယ်အလုပ်လုပ်ရတာလည်းအဆင်ပြေမယ်ဆိုတော့ဒီဖုန်း၃လုံး၁၀သိန်းဝန်းကျင်မှာဘယ်ဖုန်းတွေကောင်းလဲဆိုတာဒီနေ့မှာပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါဂိမ်းမင်းပိုင်းကိုအဓိကထားပြီးတော့ရွေးချယ်ပေးလိုက်တဲ့ဖုန်းလေးကတော့ Xiaomi ကထုတ်ထားတဲ့ K50 Pro ဒီကောင်လေးကဘာလို့ဂိမ်းမင်းပိုင်းမှာတော်တော်လေးကောင်းလဲလို့ပြောရတယ်လဲဆိုရင်တော့သူ့မှာတုံးမိတာတဲ့ performance chipset ကိုတစ်ချက်ကြည့်လိုက် မီဒီယာတက် dimensity 6000 4နာနိုမီတာကိုသုံးမိထားတာအဲ့ဒါပဲလားဆိုရင်တော့မဟုတ်သေးဘူး GPU ဆိုလို့ရှိရင်လည်း Mali G710 MC တန်းကိုသုံးမိထားတဲ့အပြင်ကမှသူ့ရဲ့ refresh rate က 120Hz ထွက်လာ RAM အနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း RAM ကအမြင့်ဆုံးကို RAM 20 Sporting ပေးထားတာဆိုတော့ပြိတ္တဂိမ်းဆောင်မယ်ဆိုလို့ရှိရင်တော်တော်ကမှ smooth ဖြစ်တဲ့အပြင်ကိုကိုယ့်ရဲ့ရှိနေတဲ့ game scale တွေကဒီဖုန်းနဲ့တာဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းသွားမှာအထေချာပဲ ဆိုတော့ကျွန်တော်တို့ဒီ10သိန်းဆိုတဲ့ဝင်းကျင်မှာကင်မရာကိုဥစားပေးပြီးရွေးချယ်မယ်ဆိုလို့ရှိရင်တော့ဒါ Oppo ကထုတ်ထားတဲ့ Oppo Reno 13F layer တော်တော်လေးဥမှာအဆင်ပြေတယ်။ဒါတပ်ဖို့နေရိုက်ပြီးတော့တကူတကအတက်မလောက်ချင်ဘူးဆိုတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော်တော်လေးဥမှာမိုက်တယ်။အဲပြောမယ်ဆိုလို့ရှိရင်ဗျအရင်တော့ထုတ်ထားတဲ့ Oppo ဖုန်းတွေကတော်တော်အဖက်များတယ်။ဘလို့တော့အဖက်များလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ Basic တွဲလိုမျိုးဒါတပ်ဖို့နေရိုက်လို့ရတဲ့ application tag ကိုပို့ပြီးသူ့ရဲ့အရင် Oppo ဖုန်းတွေကအဖက်တော်တော်များတာ။အဲ့လိုမျိုးတော်တော်များပြောကြတယ်။အဲပြောကြတဲ့အထင်းမှာလဲကျွန်တော်လဲပါတယ်။ဒါပေမဲ့အခု ပြောပြနေတဲ့ Renault 13F ကအဲ့လိုမျိုးဖြစ်မနေဘူး။သူကတဘာဝဆက်ဆံရရရမဲ့နေရာမျိုးတွေမှာသူ့ရဲ့ team ကိုမပြောက်စေဘဲနဲ့ပို့ပြီး smooth ဖြစ်ပြီးကြည်ကောင်းသောအောင်လုပ်ပေးတဲ့ auto effect လေးတွေကတော်တော်လေးကိုတဘောကြတယ်။နောက်ပြီးပြောမယ်ဆိုလို့ရှိရင် video resolution အနေနဲ့ကလည်း 4K 30fps အထိ supporting ပေးထားတာဆိုတော့ကျွန်တော်တို့ဒါ live frame လားဒါ vlog တွေရိုက်မလားတော်တော်လေးကိုမှမိုက်တယ်။အဲပြီးွားပြီဆိုလို့ရှိရင်တော့ပြောမယ်ဆိုလို့ရှိရင်တော့ဒါသူ့ရဲ့ design ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုမှလူငယ်ဆန်ဆန်အထာလေးဆိုတော့ ဆိုမိုက်တယ်။ကဲနောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒါဂိမ်းရလဲဆော့ခြင်းတယ်။ဘလော်လေးရိုက်ခြင်းတယ်။ပုံကောင်းကောင်းလေးထွက်ခြင်းတယ်။အလုတ်တွက်လဲသုံးလို့အဆင်ပြေရမယ်။ဘာသုံးသုံးအဆင်ပြေမယ်ဆိုတော့ဒီဆယ်သိန်းဆိုရယ်ဝင်းကျင်မှာဘဲဖုန်းလေးကောင်းလဲဆိုလို့ရှိရင်တော့ Redmi ရထုတ်ထားတဲ့ Mi 14 Pro လေးကိုတော့ကျွန်တော်တို့သဘောကျမိတယ်။ဒီကောင်ဆိုလို့ရှိရင်သူ့ရဲ့ battery capacity ကိုကြည့်လိုက်9500 mAh ကိုမှ charging sporting ရ45 watt sporting ပေးထားတာဖြစ်တဲ့အတွက်ကိုအသွင်းလေးမြန်နဲ့အသုံးလေးခံနေ ကင်မရာလန့်စ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း200 megapixel အမြင့်ဆုံး sporting ပေးနိုင်တဲ့ lens ကိုထည့်သုံးပေးထားတာအဲ့ဒါပြုံးမှာသူ့ရဲ့ video resolution ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဗျာ 180p ကို 60fps ဆိုတော့ကျွန်တော်တို့အဲရုပ်ရှင်ကြည့်လို့လည်းအဆင်ပြေတယ် vlog ရိုက်မယ်ဆိုလို့ရှိရင်လည်းမဆိုးဘူးလို့ပြောလို့ရတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒီစက်သိန်းဆိုတဲ့ဝင်းကျင်မှာအဲကျွန်တော်တို့ဒါ gaming mic အတွက်ကောင်းမဲ့ phone ကင်မရာ mic အတွက်ကောင်းမဲ့ phone အဲနောက်ပြီးဘတ်စုံသုံးလို့ကောင်းမဲ့ phone သုံးလို့ကိုကျွန်တော်ဒီနေ့မှာပြပြပေးသွားတာဖြစ်ပါတယ်ဆိုတော့နောက်ထပ်ဘယ် phone လေးတွေ review ပြောပေးစီခြင်းလဲ comment လေးမှာမှန်းခဲ့ပါ ကြည့်ရှုပေးတဲ့ကျေးဇူးများရှိတင်ပါတယ် see you guys